မင်္ဂလာပါရှင်။ကျမနဲ့တူ Hokkaido Flower Park ကိုတက်ရောက်လည်ပတ်ကြအောင်။ဒီရှိတဲ့နေရာကတော့ခေါင်းရိုင်နခွန်ရွတ်ချက်စီမှာဖြစ်ပါလိမ့်ရှင်။ခေါင်းရိုင်ဆိုရင်တော့ဘန်ကောက်နဲ့တင်မွေးလာပါဘူး။နေဆုံး3နိုင်3နိုင်ခွဲဒီလောက်ပဲမောင်းရတာဖြစ်ပါတယ်။အဲဒီမှာအခုကျမတက်ရောက်တဲ့ပန်းညံကတော့ Hokkaido Flower Park ဖြစ်ပါလိမ့်ရှင်။ န်ကောက်နဲ့တိတ်မိုးရင်းလာတာတကြောင်ဒီအချိန်ကဆောင်းတွင်းနဲ့မိုးရင်းချမှလည်းရှိနေတာမို့လို့အရန်လာတဲ့ပန်းနေစိုက်ပြူထားပြီးတော့ဝင်ကြီးကတော့တယောက်ကိုတရာပေးရပါတယ်ရှင်ခလေးဆိုရင်တော့50ပေးရပါတယ်အတွင်းမှာတော့ပန်းနေရန်လာတာမို့လို့ဓာတ်ပုံတွေလည်းရိုက်နေတယ်လို့ဗီဒီယိုတွေလည်းစိတ်ကြိုက် ရိုက်နေတဲ့နေရာလေးဖြစ်ပါတယ်ကော်ဖီဆိုင်နေလည်းအထက်မှာရှိပါတယ်ရှင် ျမရသွားတဲ့ချိန်ကနေ့လယ်၁၂နာရီဆိုပေမဲ့မိုးကလည်းအုန်နေတယ်မိုးရွာလိုက်လေတိုက်လိုက်နဲ့တော်တော်လေးကိုအေးနေပါတယ်။ကုတ်ခတ်ပပလေးနဲ့ဆိုရင်တော့ကျမအတွက်အဆင်ပြေတဲ့အချိန်လေးဖြစ်ပါတယ်ရှင်။ပန်ကင်းရလည်းလာတယ်။လေကောင်းလေးတန်လည်းရတယ်။ရာသီဥတုကလည်းအေးတယ်။ဒါကြောင့်မလို့ဘန်ကောက်နဲ့လည်းတိမ်မပွေးဘူးပုံနေအများကြီးလည်းရိုက်ချင်တယ်ဆိုရင်တော့ ခေါင်းရိုင်မှာရှိတဲ့ဒီ Hokkaido Flower Park ကိုသွားရောက်လက်ပတ်ကြည့်နော်ဒီအချိန်ကာလလေးကရန်ကိုသွားရောက်လက်ပတ်လို့ကောင်းတဲ့အချိန်ကာလလေးတစ်ခုဖြစ်ပါတယ်ရှင်တခါလေတစ်ချက်တစ်ချက်မိုးဝဲလေးတွေကြားတယ်တစ်ချက်တစ်ချက်မိုးအောက်လာတယ်ဒီကတော့ဆက်မပြတ်တိုက်နေတယ်ရာသီဥတုတွေကအေးပြီးတော့ ပတ်တရလည်းရမ်းလာတယ်။ဒါပေမဲ့လို့ပတ်နေကြတဲ့မှာတော့ပတ်နဲ့မုံမွေးတော့မရဘူးရှင်။အနံ့ကတော့လေကောင်းလေးတတ်မယ်ရတယ်။ဒါပေမဲ့လို့ပတ်နဲ့မုံမွေးတော့မရဘူး။အရှောင်ဆုံးတော့ပတ်နေကြတဲ့မှာပုံအလှပေါင်းများစွာကို ကိုကိုယ်တိုင်ရိုက်ကူးနိုင်ပါတယ်ရှင်။ န်းညံကတအားကျဲတာမလို့လူငယ်တွေနဲ့လူလက်ပိုင်းတွေအတွက်ကတော့ရှောက်သွားလို့အဆင်ပြေတယ်ဆိုပေမဲ့လူကြီးတွေအတွက်ကတော့ရှောက်လို့လက်အဆင်မပြေတာပါဘူးဒီအတွက်ကိုလည်းသူတို့ကဝင်ဝါမှာကားတွေစီစဉ်ပေးရပါတယ်ပန်းညံတွင်းကိုဝင်ကားပေါ်တထိုင်ပြီးတော့ဒီပန်းညံပတ်ပတ်လေးကိုကားနဲ့လိုက်ပြီးတော့ စီးနိုင်တယ်တချို့နေရာတွေမှာကိုကြိုက်တဲ့နေရာမှာစင်းနိုင်တယ်ကော်ဖီဆိုင်မှာလည်းစင်းနိုင်တယ်ပြီးတော့ရင်ဓာတ်ပုံရိုက်နောက်တစ်ခါကားလိုက်ရင်ထပ်တက်ပြီးတော့ထပ်သွားပြီးတော့လိုက်သွားနိုင်ပါတယ်ရှင်ဒါကတော့ Thai lavender လေးတွေဖြစ်ပါတယ်ရှင်လှပတဲ့နေရာလဲတွားခြင်းတယ်ရာသီဥတုအေးအေးမှလည်း relax လုပ်ခြင်းတယ်ဘာကောင်းနဲ့လဲတင်မိုးရဲ့နေရာကိုတွားခြင်းတယ်ဆို ျမတော့လို့သွားကြည့်ပါတော့ကျမကတော့ဒီနေ့ခောင်းရံမှာအိပ်ပြီးတော့ဒီပန်းရံကိုလေပတ်ချင်းဖြစ်ပါတယ် ဒါလေးကတော့ကျမရဲ့ short trip လေးဖြစ်တာမလို့အားလုံးကိုမိတ်ဆက်ပေးလိုက်ပါတယ်ရှင်။ဆုံးထကြည့်ပြတဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်။ Thank you.